စီစဉ်ကိုဝိတိဆောင်သောအာဟာရ overdoing မှပံ့ပိုးကူညီထားပါတယ်။အကောင်းဆုံးမင်းဖြစ်ဖို့ overdoing ကိုနေ့တိုင်းယူချေစို့အဲ့လေအခုငုံစားနေနေတဲ့ဒီခုကိုတတိထားမှကြည့်နေတဲ့ဒီက။အဲ့ပါလို့ဆိုတော့ မချောက်ကသာမန်ထက်တော်တော်လေးကြီးနေကွာဆံဝင်လေးပါလေးတော့ပြန်ကြည့်ပါလားစင်ချောက်ရောကဖြစ်နေဦးမယ်ဟာမဖြစ်ပါဘူးကွာမင်းကလည်းငါးချောက်ကငိုတဲ့ကကြီးကြီးပဲဟာဦးမင်းတောင်းတောင်းတော့ကလည်းငါးချောက်ကြီးတယ်ဆိုပြီးတော့ဖဏဆိုင်ရှာမရဘူးအဆင်ပြေလို့ဖြစ်တယ်လေတော်ပါလေစင်ချောက်ရောဟုတ်ပါတော့อืมပုံမှန်တော့ချောက်ကြီးရဲ့သူတွေအလိုပါပဲဟိုဖဏဆိုင်တွေပါရှာဝဲရခတ်တာပေါ့တော်သေးရတော်သေးရอืมစင်ချောက်ရောကဆိုတာဘယ်လိုမျိုးလဲကြီးကြီးဖြစ်တာလား ဆင်ချောက်ယောဂကို main တည်ခြင်းလဲဆိုတော့ငါဒီ blog ပြပြမယ်ဆင်ချောက်ယောဂအဓိကပါလဲဆိုတော့သူကတန်လုံးအောင်မိတော့ဖြစ်တာပေါ့အဲ့တော့စပြီးတော့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်အသားရည်ကြီးတန်တန်လာမယ်နောက်ပြီးကျတော့အဓိကဒီခြေထောက်ပေါ့နော်အဲ့တော့ခြေထောက်မှာဆိုလို့ရှိရင်ဒါသူကပေါ်ရောင်လာပြီးတော့အကြီးဖြစ်လာတယ်။ဘာလို့ကြီးကြီးဖြစ်လာလို့သူ့ကိုဆင်ချောက်ယောဂဆိုပြီးတော့ဒါခေါ်ကြပါပေါ့နော်။ အခုစင်ကြယ်တော့ယောဂဖြစ်တယ်ဆိုလို့ရှိရင်တော့အကြီးကြီးဖြစ်ပြီးတော့နော်တကယ်၆ဆရာကြီးဖြစ်မှာလေဒါပေါ့အဲ့စင်ကြယ်တော့ယောဂဘာလို့မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဖြစ်လာလို့ရှိရင်ဘယ်လိုကုသမလဲဒါနဲ့ပတ်သက်ပြီးတော့ပြည့်စုံသိပါအောင်ဆရာပြောတဲ့အောင်ဆက်မယ်လေဒီနေ့ဆင်းနေမဲ့အကြောင်းအရာတော့ level 1 failure raises လို့ခေါ်တဲ့ကျွန်တော်စင်ကြယ်တော့ယောဂအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီယောဂဆိုလို့ရှိရင်တော့ဉာဏ်များဖြင့်ကျွန်တော်တို့ ဒီ parasite လို့ခေါ်တဲ့ကပ်ပါကောင်ကြောင့်ဖြစ်တဲ့ရောဂါလို့ပြောလို့ရပါတယ်။အဓိကဒီကပ်ပါကောင်တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ပြန်ယူကြောထဲမှာလက်ပတ်ပြီးတော့အပြင်ရကြောဂလန်းအကျိတ်တွေကြီးလာတယ်ခန္ဓာကိုယ်ရဲ့အချို့အစိတ်ပိုင်းတွေကြီးပြီးတော့ရောင်ရမ်းလာတဲ့အပိုင်းတွေဖြစ်တယ် နာလာတယ်နောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီမလုံမရှားနိုင်ဖြစ်ပြီးတော့မတန်ဆွမ်းတဲ့အပိုင်းတွေဖြစ်နေတာကိုကျွန်တော်တို့တွေ့ရှိရသလိုအဲလူမှုရေးရလည်းတချို့ကပြစ်ပယ်ပြီးတော့ခွဲခြားဆက်ဆံတာတွေလည်းရှိတာကိုတွေ့ရှိရပါတယ်အဲကျွန်တော်တို့ဒီကဘာမှာ58နိုင်ငံမှာလူတန်းပေါင်းတစ်ထောင်ကျော်လောက်ပါစင်ချီတော့ယောဂနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်တို့ချင်းချောက်ခံရတဲ့အနေအထားမှာရှိပါတယ်။အဲ့မှာကျွန်တော်တို့ကဒီကဘာပေါ်မှာလူတန်း120လောက်ပါဆိုလို့ရှိရင်တော့ယောဂဝိညာခံစားရအောင်ကျွန်တော်တို့ face ရှိရပါတယ်။ဟွန်းစင်ဟာငါကယောဂဖြစ်စင်နိုင်တဲ့အပြင်မှာစင်စရာယောဂဖြစ်စင်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးယောဂမျိုးကိုမဖြစ်အောင်ကာကွယ်နိုင်အောင်ဘုရားရဲ့အနေနဲ့ရှိရှင်ပေးပါလားခင်ဗျာ။ဒီ ယောဂဟာဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်ချိန်ကြိုက်ချင်းမှတစ်ဆင့်ဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ဒီဖြစ်ပုံဖြစ်နည်းကိုသူ့ရဲ့တန်လျာအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်သူကဥမာကျွန်တော်တို့ဒီယောဂရှိတဲ့လူပေါ့နော်။ယောဂရှိတဲ့လူကိုဒီချိန်ရကိုင်းမြဲကိုင်းမြဲတဲ့အခါမှာဆိုလို့ရှိရင်အချင်းကယောဂပိုးပါသွားတယ်။အချင်းမှာယောဂခံစားရတယ်။အချင်းမှာစေနောက်လူတယောက်ကိုကိုက်လိုက်တဲ့အခါမှာအဲ့လူဟာ ဒီအရေးပြားမှာတစ်ဆင့်ကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုဝင်တယ်အဲခန္ဓာကိုယ်ထဲမှာတစ်ဆင့်ကျွန်တော်တို့ဒီပြန်ရည်ကြောထဲကိုရောက်ပြီးတဲ့အခါမှာသူဟာအဲသူတန်တရားလဲပတ်ပြီးတော့ကျွန်တော်တို့ယောဂဝိညာခံစားတဲ့အပိုင်းတွေရှိပါတယ်ဒီခါကျရင်လည်းလက္ခဏာမပြဘူးပေါ့နော်အဲလက္ခဏာပြတဲ့အခါမှာဆိုတော့ကျွန်တော်ခုနပြောတဲ့အဲဒီပြန်ရည်ကြောအကျိတ်ကြီးရောင်နာတို့ရောင်ရမ်းနာတို့ခန္ဓာကိုယ်အစိတ်ပိုင်းရောင်ရမ်းနာတို့နာတာတို့စသဖြင့်ဒါတွေဖြစ်တာကိုကျွန်တော်တို့တွေ့ရှိရပါတယ် အဓိကအားဖြင့်ကျွန်တော်နှစ်ချက်ပေါ်မှာလုပ်ပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဈေးတိုက်တာပေါ့နော်အဲကျွန်တော်တို့ဒီစင်စီတော့ယောဂဘုံမဖြစ်အောင်အဲကာကွယ်ဈေးအနေနဲ့ကျွန်တော်တို့ဈေးတိုက်ကြွေးခြင်းအားဖြင့်အဲဒီယောဂမဖြစ်အောင်ကျွန်တော်တို့ကာကွယ်တဲ့နည်းရယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ကခေါင်းသွောင်းအောင်နော်ကင်းစင်အောင်ဘယ်လိုကုသမလဲဆိုတဲ့ဟာတွေနဲ့ကျွန်တော်တို့အဓိကထားဥတီချက်နည်းနဲ့လုပ်ပါတယ်ဒါကြောင့်မလို့အဲကျွန်တော်တို့ကဟိုမှာချင်းကိုင်းမခံအောင်ပညာလေးပေးရပါတယ်အဲချင်းအောင်နဲ့အိတ်တဲ့နဲ့နောက်ကျွန်တော်တို့ဟိုမှာ ဒီအင်းဒီလက်ရှိတွေဘောင်းမီအရှိတွေဝေပြီးအိတ်တဲ့နေနောက်တစ်ခါကျရင်ကျွန်တော်ချင်းမကိုက်အောင်ကျွန်တော်တို့ဒီဘောနော် repellent လို့ခေါ်တဲ့ cream တွေလိမ့်လို့ရတယ်စသဖြင့်ဒီနည်းတွေနဲ့ကျွန်တော်တို့ချင်းကိုက်မခံအောင်ဘောနော်တစ်ခါကျရင်ကျွန်တော်တို့ကဒီချင်းစေးဖြန်းရတယ်အဲနောက်ကျွန်တော်တို့ဒီ polo line တွေတွင်တွန်းရတယ်ဘောနော်စသဖြင့်ဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကကာကွယ်မှုပိုင်းနေလောက်ရပါတယ်အဲဒီလိုမျိုးလှုပ်ချင်းရဖြစ်လဲကျွန်တော်တို့ကဒီစင်ချီတော့ရောက်မှာဖြစ်အောင်ကာကွယ်လို့ရပါတယ် စင်ချီတော့ယောဂဖြစ်နေတဲ့ဝိညာဉ်ရှင်တွေကဟိုအရေးပြားကိုအတိအကျကြီးဆိုင်ယူဆိုင်တင်တာပေါ့နော်อืมดาวตัวนี้เนี่ยพี่เอาโหดีกาวินีริยอคุตานีริยอปิปิสงปุตตะเนี่ยสรปริตติเลยดีโยคะเนี่ยปะทะไปแล้วတော့ဒါအเจ้าရင်းဘုဟုတ္တရာတွေရှားတော်လောက်ပြီးတော့ယူစားရည်လေအော်ပြီးတော့မင်းကမနောက်ဆုံးပေါ်တော့ဒါမင်းအရှိအောင်လဲလက်ဆောင်ထူယူလာသေးရဲ့ကွာရှားပါရာညတောင်းနေချမ်းမာစီဘုအတွက်ပြပြစုံနဲ့အဟာဘုအချင်း က်တက်များခင်ဗျာဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကပြည်သူများရဲ့အင်းအရှင်ပြားမာရေးပေါ်မှာအထူးပဲအသုံးချလို့တင်တော်လိမ့်မယ်လို့ပြောဆိုပါတယ်ခင်ဗျာအားဖြင့်ကြည့်ရွှေပြည်သူများအားလုံးကျေးဇူးတင်ပြတင်ရှိပါတယ်ခင်ဗျာနောက်နောက်ကြာလာပါမယ်ဒီနေ့ပြည်သူများအားလုံးနဲ့တလာဒီ season ကိုပြည့်ပြည့်စုံသောအာဟာရ overting မှပံ့ပိုးကူညီထားပါတယ်။အကောင်းဆုံးမြင်ဖြစ်ဖို့ overting ကိုနေ့တိုင်းမြှင့်ချစို့